အားလုံးနဲ့ပေါက်ကြပါစေအားလုံးနဲ့ပေါက်ကြပါစေခင်ဗျာအားလုံးနဲ့ကံကောင်းလို့ပေါက်ကြပါစေအားလုံးနဲ့ပေါက်ကြပါစေ ခြင်းကတုံးပြရမယ်မနက်ပရိနေညနေပိတ်ပေါင်းညတုံးပြရမယ်ကျွန်တော်မြင်ကညနေနှစ်ပိတ်မလို့မနက်ကိုတော့တစ်ပရိဖြစ်ခိုင်းထားပါတယ် အဲ့ဒါကြောင့်မလို့မနက်တင်ပရိနဲ့ညနေနှစ်ပိတ်ပေါင်းမယ်ဆိုရင်၃ဖြစ်ပြီးမှဖြစ်ပါတယ်အကယ်၍မင်းတို့တွေကမနက်ကို၅ပိတ်ဖြစ်မယ်ဆိုရင်ညနေကို၃အဲမနက်ကို၅ပိတ်ဖြစ်မယ်ဆိုရင် ညနေကိုရှင်းပိတ်ပေးရမှဖြစ်ပါတယ်ဓမ္မငါးပိတ်နဲ့ရှင်းပိတ်နဲ့ပေါင်းရင်၃ဖြစ်မှဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတင်းနဲ့ဒီနှစ်နဲ့ပေါင်းရင်၃ဖြစ်မယ်အဲ့လို၃ဖြစ်လို့ရှိရင်ဒီပိတ်နဲ့ဒီမနက်ခင်းပိတ်နဲ့ညနေ အနက်ခင်းပရိနဲ့ညနေပိနဲ့ပေါင်းလို့ရှိရင်၃ဖြစ်ပါတယ်မနက်ခင်းပရိနဲ့ညနေအပိပေါင်းလို့ရှိရင်၈ဖြစ်ထားပါတယ်ဒါကြောင့်ဒီရဒီထိန်းနဲ့ဒီပိနဲ့ပေါင်းရင်၈ဖြစ်ပါတယ်ဒီမနက်ခင်းပရိနဲ့ အဲညနေအပိတ်ပေါင်းလို့ရှိရင်နှိဖြစ်ပါတယ်သူ့ထက်ကဒီ၄ထိတ်နဲ့ဒီ၈ပိတ်ပေါင်းလို့ရှိရင်နှိဖြစ်ပါတယ်အဲဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မနက်ကိုတိပရိညနေကိုနှိပိတ်မယ်မင်းတို့ကရောမနက်ကိုပါပိတ်မလဲညနေကိုမနက်ကိုပါပိတ်လို့မလဲညနေကိုပါပိတ်လို့မလဲ မနက်ပရိနေညနေအပိတ်ပေါင်းခြင်းဟာသုံးဖြစ်ပြရပါမယ်ဒီထိတ်နဲ့ဒီအပိတ်ပေါင်းခြင်းဟာသုံးဖြစ်ထားတဲ့အတွက်မနက်ပရိနေညနေအပိတ်ကသုံးဖြစ်ပြရပါမယ်ညနေ အပိတ်နှင်းဘာကြောင့်ဖြစ်ရလဲကြားရလဲဆိုရင် ီနှစ်နဲ့ဒီလေးနဲ့ဒီခွန်နဲ့ပေါင်းရင်ဒီပရိတ်ဖြစ်ပါတယ်ဒီပိတ်နဲ့ဒီပိတ်နဲ့ဒီထိတ်နဲ့ပေါင်းရင်ဒီပရိတ်ဖြစ်ပါတယ်ဒီပိတ်နဲ့ဒီပိတ်နဲ့ဒီထိတ်နဲ့ပေါင်းရင်ဒီပရိတ်ဖြစ်ပါတယ်ဒါကြောင့်မလို့ညနေကို ခွင်းနဲ့လေးနဲ့ပေါင်းတော့1ဖြစ်တယ်ညနေကိုနှစ်ဖြစ်ပြီးမှနှစ်ပိတ်ဖြစ်ပြီးမှဒီမှာ၃ break ဖြစ်ပါတယ်ဒါကြောင့်ညနေနှစ်ပိတ်ပါအဲအားလုံးပဲပေါက်ကြပါစေ